အားလုံးပဲမင်္ဂလာပါခင်ဗျာရဲကောင် audio channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့မုတ်ဆိုးကြီးဦးတော်ကျော်ပါဝင်သောနှက်ကြဲရဲဆိုတဲ့ဆရာအားကားစော်ရေးသားတဲ့မုတ်ဆိုးဝတ္ထုဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝတ္ထုဇာတ်လမ်းလေးကိုဖတ်မပြခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့မှအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာမုတ်ဆိုးကြီးဦးတော်ကျော်ပါဝင်သောနှက်ကြဲရဲအားကားစော်ဦးတော်ကျော်နဲ့မုတ်ဆိုးခွန်အောင်တို့မှာ ချန်ကင်းမြောင်ရွာကလေးတွင်သာစခန်းချနေတိုင်းဖြစ်လေသည်ရွာသူရွာသားများမှမုတ်ဆိုးနှစ်ယောက်အပေါ်တွင် အနှဲငယ်စိတ်ကွက်နေပေမဲ့အဲဝဲကြည်ပင်သူများဖြစ်ကြသည့်အလျောက်ဥတော်ကျော်တို့အားတွေးမွေးဧခံလေသည်ခွန်တော်၏တာကြီးဖြစ်သူအိုက်ဆန်မှာအလွန်အားကိုးရသူတူဖြစ်သည်လိကွာကိုကျွမ်းကျင်ပိုင်းတိုင်းစွာကင်တွယ်နိုင်ပြီးငှက်ရှင့်ယုံနှင့်တောကြောင်များကိုပါပြေခန့်နိုင်စွမ်းရှိသူမို့ဥတော်ကျော်တို့ဟင်စားမပြတ်ပေ။ ဒီကြောက်ကောင်ဘလို့ချစ်ခဲ့ပြစ်ခတ်မယ်လို့စဉ်းစားထားတဲ့ဦးတော်ကျော်ကြီးတို့ရီ၃ချောင်းထောက်ကြီးတုန်းကတော့ကြားကိုလူနဲ့ပေးပြီးတော့များခေါ်ပြီးပြစ်ကြတာပဲခွန်းတော်ရဒါဆိုရင်အခုရောအဲ့ဒီလို့လို့မရဘူးလားဦးတော်ကျော်ကခေါင်းခါလိုက်လေသည်မရဘူးကွာဘာလို့လဲဆိုတော့ခုတစ်ခါငါတို့ပြစ်တဲ့ကြားလူသားစားကြားကွာလူကူတီတီချာချာကိုဖမ်းပြီးတော့စားတော့တာအခုကြားကကြားအိုကြီးကွာလူသားလဲစားဘူးတာမဟုတ်လို့တော်ထဲမှာလူနဲ့များရင်တော့မှလူကိုရှောင်ကွင်းသွားမှာပဲဟာကြားကလူကိုတိုက်ခိုက်ဘူးလား ပုံမှန်ဆိုရင်တော့တောကောင်တွေအားလုံးလူလူကလူကြောက်တယ်ကွာ။အဲ့ဒီအထဲမှာကြားရီလဲပါတာပေါ့လေ။ပုံမှန်ဆိုရင်တော့ကြားရီကလူတွေးချောင်းကွင်းသွားကြတယ်။ဒါဖြင့်ဘလို့လုပ်ပြီးတော့လူတွေကိုတိုက်ခိုက်ကြတာရောမြ။လူတွေကိုတိုက်ခိုက်တယ်ဆိုတာကဘာရန်စာလို့ဖြစ်ချင်ဖြစ်မယ်။ဒါမှမဟုတ်လူတွေကရန်ပြူတဲ့အခါမှာပြန်ပြီးခုခံလို့လို့ဖြစ်ချင်ဖြစ်မှာပေါ့ကွာ။ကြားရီကပုံမှန်ဆိုရင်တော့ယောက်ျားရီကိုတိုက်ခိုက်လို့မရှိဘူးကွာ။ယောက်ျားရီရဲ့အနံ့ကိုသူတို့ကကြောက်တဲ့ပုံပဲ။ဒါပေမဲ့မိမနဲ့ကလေးတွေဆိုရင်တော့သူတို့ကတိုက်ခိုက်ကြတယ် အဲ့ဒါလည်းခုနကပြောသလိုတိုက်ဖို့အကြောင်းတစ်ခုခုတော့ရှိမှာပါကွာတိုက်ခိုက်ပြီးတိုင်းလဲအဲ့ဒီလူသားကိုမစားတတ်ကြဘူးကွာအရသာမသိသေးလို့ဖြစ်မှာဗောဗျအေးဟုတ်တယ်ဒါပေမဲ့လူကိုစားခုသွားပြီဆိုရင်လဲအဲ့ဒီကြားလူသားကြီးစားချင်နေတော့တာကွာအဲ့ဒီလူကြားတွေကတော်တယ်မနေပဲနဲ့လူတွေနီးရဲ့ရက်ရွာနားကိုလာတတ်ကြတယ်ပြီးတော့လူကိုဖမ်းစားတာဗောကွာဒါဆိုအခုကြားကြီးကဆိုးတယ်လို့ပြောမရသေးဘူးဗောနော်ဒါဗောကွာကြားဦးကြီးဆိုတော့ဗိုက်စားလို့မနေနိုင်တော့တဲ့အဆုံးလူငွေးထားတဲ့နွားကိုဝင်စားတယ်မဟုတ်ဘူးလား ကြားရီစားတော့ကုန်နဲ့ပတ်သက်ပြီးတော့လဲဆိုယိုးတခုရှိရဲ့ကွာပြောပါဦးမြကျုပ်လည်းနားထောင်ရတာပေါ့ဦးတော်ကျော်ကဈေးတန်ကိုဖွာလိုက်ရင်ကြောင်ကြီးခေါင်းကချီတည်အလက်ခါကဖြက်ကြာထွေဖင်ကလွေးရဲ့ကွာခွန်အောင်ကမျက်မှောင်ကျုပ်လိုက်ရင်အဲ့ဒါကဘာကိုပြောတာရောမြဒီလိုကွာကြောင်ဆိုတဲ့တော်ဝါကသူဖမ်းတဲ့တားကောင်ကိုစားတော့ရင်ခေါင်းကနေပြီးတော့စားစားတဲ့ကွာနောက်ပြီးတော့ကျက်တဲ့ကတားကောင်တွေကိုဖမ်းမိပြီဆိုရင်ဘိုက်ကိုဖွင့်ပြီးတော့အထက်ကကလီစာတွေကိုအရင်စားရတဲ့ နောက်ဆုံးတော့ကြားဆိုတဲ့တရဝါကတော့ခမ်းမိတဲ့သားကောင်ကိုဖင်ကနေစပြီးတော့စားတယ်လေကွာအဲ့ဒါကိုပြောချင်တာခွန်အောင်ကတစ်ချက်စဉ်းစားလိုက်ပြီး အာဟုတ်ပြီဗျဒါဆိုဟိုတနေ့ကတွေ့ခဲ့တဲ့နွားတီကောင်ကဖင်ကြီးပွင့်နေတာကိုအေးပေါ့ကြားရီကအသားတွေထဲအစီအူပူကြိုက်တဲ့သဘောရတယ်ဗျအဲ့ဒါကြောင့်အစာစားတဲ့အခါအစီများတဲ့တင်မားတို့ပေါင်တို့စားပြီးစားတာဖြစ်မယ်သူတို့စကားပြောနေကြစင်ပါပဲအိုက်ဆန်နဲ့ရွာသားတို့ချို့ပြေးလာလေသည်ဘာဖြစ်တာလဲအိုက်ဆန်ရာ ယွာနာမှာကြားချေရတွေတွေ့လို့ဆိုပဲဟေးနေခင်းကြီးဟာဥတော်ကျော်နဲ့ခွန်တော်လဲအပြေးလိုက်သွားရတော့သည်ကြားတွေ့သည့်နေရာအနီးတွင်ယွာသားများအုံခဲနေကြသည်ဥတော်ကျော်ရောက်သည့်အခါယွာသားများကိုအနောက်သို့ဆုတ်ခိုင်းရသည်နောက်ဆုတ်အလုံးနောက်ဆုတ်ကြယွာသားများမှာဥတော်ကျော်တို့ကိုမြင်သည့်အခါခမရုမုတ်ဆိုးတွေကအားအားကြီးခေါင်ရည်နဲ့ရစ်နေတာပဲအခုကြားကယွာနာကိုလာချောင်းတာကတော့ခမရုမသိလိုက်ဘူးလားဗျ ရွာသားတယောက်အပြောကိုကြားသည့်အခါခွန်တော်တယောက်စိတ်တူသွားသည်အောင်းမကျုပ်တို့ကမဟုတ်ဆိုးဗျတကူးရှင်နေမဟုတ်ဘူးကြားပေချိန်လာသေးတယ်ဆိုတော့ကျုပ်တို့ကအမြဲတမ်းကြိုသိနေမလားဗျဥတော်ကျော်တွန်းထုတ်နေသဖြင့်ရွာသားများမှအနောက်သို့ဆုတ်သွားသည်မြေပြင်မှာကြားချီရများမတွေ့ရပဲလူချီရများသာရှုပ်ဆက်ခတ်နေလေသည်ဥတော်ကျော်အတင်းဖြေးပြီးကြည်တော်မှသာကြားချီရခွက်ကိုတွေ့ရသည်ကြားမှာခြုံလွယ်များကိုအကာအကွယ်ပြုကရွာကိုချောင်းနေခြင်းဖြစ်မည် ရွာပြင်ရေဆက်ဆက်နဲ့မြေပြောသည့်နေရာတွင်ခြေရများထင်ကျန်နေခဲ့လေသည်ခြေရများကိုလေးလာကြည့်သည့်အခါအချိန်အားဖြင့်သိပ်မကြသေးလာသေးပေဥတော်ကျော်တယောက်စိတ်ထဲတွင်အသေးစိတ်တစ်ခုဖြစ်လိုက်ပြီးနောက်သူကင်ထားသည့်တနက်ကိုကြည်ဖြစ်ရန်စူးစမ်းနေလိုက်သည်ခွန်တော်တယောက်ပင်ဥတော်ကျော်အားအလန့်တကြားနဲ့ကြည့်လိုက်ပြီးနောက်ဥတော်ကျော်ဘာဖြစ်တာလဲဗျကြားကြားကြည့်ဒီနားမှာပဲရှိနေနိုင်သေးတယ်ထိုစီမှာပင်ဥတော်ကျော်တို့အနီးရှိချုံပုတ်ကြီးတစ်ခုမှလှုပ်ခတ်သွားလေသည် ထို့အတွင်းမှာအနက်နဲ့အဝါအစင်းကြားရှိသည့်ကြားကြီးတစ်ကောင်မှာလွှာကနေခုံထွက်လာလေသည်ဥတော်ကျော်ကတနက်ပြင်ထိုးချိန်လိုက်ပြီမဲ့တနက်မှာကြီမဖြစ်ရသေးသည်မို့ပြစ်ခတ်၍မရပေသူနဲ့ဥတော်ကျော်မှာတနက်ပြောင်းအားဆွဲကင်လိုက်ပြီးနောက်တနက်တင်ဖြင့်ကြားကြီး၏ဥကောင်းအားလွှဲရိုက်ထဲလိုက်သည်ကံကောင်းထောင်းမစွာပင်တနက်တင်မှာကြားကြီး၏နှာခေါင်းဘေးဖက်သို့ထီသွားခဲ့ပြီးနောက်ကြားကြီးမှာနာကျင်စွာအော်ဟစ်ကဝိုင်းအောင်ကြီးနေကြသည့်သူများ၏ခေါင်းပေါ်မှာ ဖြတ်ကျော်ခုံပေါက်ကထွက်ပြေးသွားလေတော့သည်ခွန်တော်ကပြေးလိုက်ပြီးအလုတ်တွင်ဦးတော်ကျော်ကခွန်တော်၏လက်ကိုဖမ်းဆွဲထားလိုက်တော့သည်မလိုက်နဲ့တော့လိုက်လို့လည်းမိမှာမဟုတ်ဘူးဟဲ့ကြွားသားများမှထူတော်မှကြောက်လန့်တကြားနဲ့ထားပြေးကြလေသည်သို့သောဦးတော်ကျော်၏တတိကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီမို့ရွာသားများမှာဦးတော်ကျော်အားအထင်မသေးရတော့ပေဦးတော်ကျော်မှာရွာသားများကိုစူဆောင်းလိုက်ပြီးနောက်ဒီအတိုင်းဆိုရင်ကျုပ်တို့ဒီကြကြီးကိုပြစ်ခတ်ဖို့ဟာလက်တကန်းกว่าပဲလိုတော့တယ် ဒီကြကြီးကဗိုက်စာနေပြီမစားလဲရှာမစားနိုင်လို့ရွာဦးလာချောင်းနဲ့ပုံမဲဗျပုံမှန်ဆိုရင်တော့ဂျားရီကနေဘက်မှာသွာလာလိမ့်မရှိပေမဲ့အခုတွေးရပုံထောက်ရင်တော့ဒီကောင်စီဘာမှမစားရသေးတာကြာခဲ့ပြီဒါကြောင့်ကြောက်ကြုတ်တို့ထောင်ပြည့်ဖမ်းဖို့လုပ်မယ်ကြုတ်တို့ကြောက်ထောင်ဖို့နွားတော်အောင်တော့လိုတယ်ဗျနွားတော်မှကြားပြူနွားပေါက်ကလေးရရင်တော့ပူကောင်းမယ်ဗျရွာသားများမှာတယောက်မျက်နာတယောက်ကြီးလိုက်ကြသည်နောက်ဆုံးတော့ရွာလူကြီးဖြစ်သူကပင်ကြုတ်ပေးပါမယ်မုတ်ဆိုးကြီးရဲ့ကြုတ်အိမ်မှာ၃လအရွယ်လောက်ပဲရှိသေးတဲ့နွားကလေးတစ်ကောင်ရှိပါတယ် ဟန်ကြတာပေါ့ဗျာကဲခွန်တော်ကြီးရွာလူကြီးစီကနေနွားကလေးယူလာခဲစမ်းကွာမတို့ညနေမစောင်းခင်ကြောက်ချောင်းပြေဖို့လောက်ကြမိဥတော်ကြောင့်နဲ့ခွန်တော်တို့မှာနေရာအကွက်ကွင်းလိုက်စားကြရာမချာခင်တွင်တောဆက်မကြရွာနဲ့တိတ်အလန်းမွေးလာသည့်ကုန်းမြင်ကလေးတစ်ခုအားတွေးလိုက်ရလေသည်ကုန်းမြင်ကလေးအနီးတွင်တေပင်ကြီးတစ်ပင်လဲပေါရောက်နေလျာစောင့်ကြည့်ရန်နေရာကောင်းဖြစ်သည် သူနဲ့ဥတော်ကြောင့်တို့မှာထိုကုန်းမြင်ကလေးအလဲတွင်ငုတ်ခန့်ခန့်ရိုက်လျက် နွားကလေးကိုခြိသားကတိပင်းကြီးပေါ်သို့ခွာတက်ခဲကြသည်တိပင်းကြီးမှလူကြီးနေရလောက်အမြင့်တွင်အကိုင်းမကြီးနှစ်ခုကခွဲဖြာသွားသဖြင့်လင်ထိုးရန်ပင်မလိုအပ်ပဲတိကိုင်းပေါ်တွင်သာထိုင်ယုံဖြစ်သည်ညဏီဆောင်းလာသည်နှင့်ရွာကလေးမှတိတ်ဆိတ်သွားလေသည်ရွာနီးတွင် ရှိုးမြောင်များတစ်တော်ကြီးများထူထပ်လာသဖြင့်နေဝင်သွားသည်နှင့်တပြိုင်နက်အေးအေးတနဲ့အမောင်တို့ကပတ်ဝန်းကျင်ကိုလွမ်းကြုံလာတော့သည်ဦးတော်ကျော်တို့လည်းတရီကြီးကြီးထားကစောင့်ဆိုင်နေရသည် အိုက်ဆန်မှာဦးတော်ကျော်တို့အထက်နားရှိတစ်ကိုင်းတကိုင်းပေါ်တွင်တက်ကကဝန်းကျင်ကိုအကဲခတ်နေလေသည်မကြာမီရွာအတွင်းမှတငယ်ကောင်းချချင်းအဖြစ်ကျက်တွန်တန်ကိုကြားလိုက်ရတော့သည်ရွာအနီးတွင်နွားကလေးအော်သည့်အတန်းသားကျဲလောင်စွာထွက်ပေါ်နေလေသည်နွားကလည်းအော်လိုက်တာအဖို့ရာအော်စမ်းပါစီကွာငါတို့ကကြားကိုစောင့်နေတာမဟုတ်လားနွားကလေးကြဲကြဲအော်လီလီကြားကြားလီလီပဲပေါ့ထို့သူ ပြောဆိုနေရင်မကြာမီမှာပဲတော်ရန်အတွင်းအနီးရောင်အလုံးကြီးတစ်လုံးမှာ ဝင်းလက်စွာထွက်ပေါ်လာလျာအိုက်ဆန်တယောက်အဖေဖြစ်သူခွန်အောင်ကိုလက်ကုပ်လိုက်သည် အမောင်တို့အတွင်းတွင်အနီရောင်အလုံးကြီးကအလင်းရောင်များတောက်ပနေလေသည်ခွန်အောင်လည်းထိုအလုံးကြီးကိုတစားမှမမြင်ဘူးပေအဲ့ဒါပါလေဦးတော်ကျော်ဦးတော်ကျော်မှလည်းထိုအလုံးကြီးကိုအထူးဆန်းနဲ့ကြည့်နေမိသည်ဦးတော်ကျော်ချက်ချင်းပြန်မဖြေသည်ကိုခွန်အောင်ကတည်သဖြင့်ဦးတော်ကျော်ကိုရိုင်းလည်းရေရေရရမတိလောက်ဟုခွန်အောင်ကရိတ်စားမိလိုက်သည်၃ယောက်သားနှုတ်ဆက်နေလျက် ထိုအနီလုံးကြီးကိုဆက်လက်ကြည့်ရှုနေကြစဉ်အနီလုံးကြီးမှာမိုးပေါ်မြောက်လိုက်ကြားလိုက်နဲ့သူတို့အနီးသို့တိုးကပ်လာလေသည်ဥတော်ကျော်မှာအမောင်တို့အတွင်ကြည့်နေရင်အနီလုံးကြီးအနားသို့ရောက်သည့်အခါမှကြားကြီးဖြစ်နေမှန်းသိလိုက်ရသည်ကြားကြီးညာဖက်မျက်လုံးမှာအနီရောင်အလင်းများထွက်ပေါ်ကတောက်ပါနေပြီးဘယ်ဖက်မျက်လုံးမှာတော့ကြောင်တော်ကောင်ဤမျက်လုံးကဲ့သို့ဝင်းလန့်နေလျာဥတော်ကျော်ကအချိန်မစွဲတော့ပဲတနတ်နဲ့ထိုးချိန်ကပြေချလိုက်လေသည်တနတ်တန်ထွက်ပေါ်လာတော့လဲ ကြာကြီးမှာအနောက်သို့ခုံမသွားအရှိသို့သာပုံမူပြေးလာလျာဦးတော်ကျော်ပင်အံ့ဩနေရ၏ပုံမှန်အားဖြင့်ဆိုရင်ကြားကောင်မှာတနတ်တန်ကြားလင်ကြောင်းလန့်ထွက်ပြေးတတ်ပေမဲ့ယခုမှထို့သို့မဟုတ်ပေထူဆန်းပေစွာကြာကြီးမှာနွားငယ်ကလေးလက်ကုတ်အားတခါတည်းခုံအုပ်လိုက်လေသည်ဦးတော်ကျော်မှာကြီးစံဖြစ်နေသည်မို့မပြစ်သာသူ့နဲ့ခုနောင်ဤပြစ်ဟအဲ့ဒါကြားကွာခုနောင်ကလည်းနွားငယ်ကလေးကိုခဲနေသည့်ကြာကြီးအားတနတ်နဲ့ထိုးချိန်လိုက်ကပြစ်ချလိုက်တော့သည် ခြေလောင်သည့်တနတ်တန်ပေါ်ထွက်လာပေမဲ့ကြားကြီးမှာဘာမှပင်မဖြစ်ဥတော်ကျော်တယောက်လက်ဖြောင်းလောလာသည့်ခွန်တော်၏ပြစ်ချက်ပင် လွဲသွားသလားဟုထင်မှတ်မိသည်ကြားကြီးမှာနွားငယ်ကလေးကိုကိုက်ချီကအတွင်းထွက်ပြေးသွားတော့သည်မြေပြင်တွင်စိုက်ထားသည့်ငုတ်ရှိသည်မို့ကြားကြီးမှာခလန်းလန်းအကွာတွင်တန်လန်ကြီးဖြစ်နေလေသည်ဥတော်ကျော်ကတနတ်ကြီးကိုလင်းမြန်းစွာဖြေးလိုက်ပြီးနောက်ထိုကြားကြီးအားတနတ်နှင့်ထိုးချိန်ကဒုတိယအချိန်မြောက်ပြစ်ခတ်လိုက်ပြန်သည် ဥတော်ကျော်ကကြာကြီးမျက်လုံးနှလုံးကြားသို့ပြစ်ခတ်လိုက်ပြီးမဲ့တနတ်တန်သာထွက်ပေါ်လာပြီးကြာကြီးမှထိပုံမရပေထို့နောက်ကြာကြီးကအားဖြင့်ရုံးကန်ထဲလိုက်ရာမြေတွင်စိုက်ထားသည့်ငုတ်တိုင်ကျွတ်ထွက်သွားပြီးနောက်ဘွမ်းငယ်ကလေးမှကြာကြီးခေါ်ဆောင်ရာအနောက်သို့ပါသွားတော်သည်နားရဲပြအေးနားရာကနောက်အခုတော့ငါတို့နှစ်ယောက်ကြားမရနွားကလေးဆုံးဆူပြီးဖြစ်ပြီးဥတော်ကျော်တို့လည်းတိပင်ပေါ်မှဆင်းလိုက်ရတော်သည် အိုက်ဆန်ကမီးအိမ်ထွန်းကြည့်သည့်အခါမှာ ကြည်ဖူးများမှာမြေတွင်ကျနေသည်ကိုတွေ့ရသည်ခွန်အောင်ကတေချာကြည့်ရင်ထူးဆန်းတယ်ဗျကျုပ်လည်းကြားကြည့်ကိုတေချာဖြစ်တာပါနွားကလေးကိုအုပ်နေတော့ကဆိုသူ့ကိုယ်လုံးကြီးကအပေါ်မှာအတိုင်းသားကြီးပဲဗျပြင်ကွင်းကလည်းတစ်ပင်အောက်တင်ဆိုတော့ဝေးတာလည်းမဟုတ်ဘူးဒီလောက်အနီးကပြစ်တာကိုတော့မထီဘူးရဲ့လားဗျဦးတော်ကျော်လည်းခွန်အောင်ဤစကားကိုခေါင်းညိတ်ကထောက်ခံလိုက်သည်ဒါတော့ငါလည်းထောက်ခံတယ်ငါလည်းကြောက်အောင်နှစ်ချက်စလုံးချက်ကောင်းချိန်ပြစ်တာပဲလွဲစရာမရှိရဲ့ဟောင်ရအောင်လွဲသေးတယ်လို့ကွာ မိုးဆွနူမကြည်မချမ်းနဲ့ကြားကောင်ကြီးကိုဆဲဆိုနေကြရာ မကြခင်မှာပင်ဂျီရွာအတွင်းမှယောက်ျားသားများနဲ့ရွာလူကြီးတို့ကထွက်လာခဲ့ကြသည်တိပြောင်းတွင်စိတ်ပြက်လက်ပြက်နဲ့ထိုင်နေကြသည်မိုးဆွများကိုတွေ့မြင်သွားသည့်အခါရွာလူကြီးမျက်နှာမှာတုန်လှုပ်သွားသောသည်ကြာကြာကြီးရောပြေးပြီခွန်တော်ကခက်ပြက်ပြက်ပြင်ပြန်ဖြေလိုက်သည်ဒါဆိုကျုံသွားကျုံသွားကလေးရောဗျာဦးတော်ကျော်နဲ့ခွန်တော်တို့တယောက်မျက်နှာတယောက်ကြီးကတက်ပြင်းချလိုက်တော့လေသည် မနဲ့လင်းပြီးဖြစ်သည်ရွာသူရွာသားများမှဥတော်ကျော်တို့ကိုမကြည့်ဖြူတော့ပေဘင်းနဲ့မုတ်ဆိုးတွေလည်းဆိုသေးတယ်ကြောက်တနက်နဲ့သုံးချက်ပြစ်တာတော့မှတစ်ချက်မှမထီဘူးတဲ့လားရွာသားများပြောလဲအပြောခံစရာပင်ဖြစ်သည်ဥတော်ကျော်နဲ့ခွန်တော်မှမျက်နာမပြဝင်တော့ပေထို့စဉ်ရှမ်းခမောက်ပြောကြည့်ဆောင်းထားသည့်လူတို့ဦးမှသူတို့ကြေးရွာကလေးစီတို့လမ်းလျှောက်လာလေသည်ရွာလူကြီးမှထိုလူအားကြည့်ရင် ဟောပုံမှန်လူစိမ့်ဟိဧကန်ကတော့ကြောက်ပြစ်ပြီးမယ်ဆိုတဲ့မုတ်ဆိုးများထားရောက်လာတာလားမသိဘူး ။အိုရှင်မိုးဆိုးဆိုလို့ကတော့တခါတည်းမောင်းကိုထုတ်ပြင်းမယ်။ထိုလူကြီးမှာအနာရောက်လာသည့်အခါသူဆောင်းထားသည့်ခမောက်ကြီးအားဖြုတ်ကာကြောကုန်းတွင်လွယ်လိုက်လေသည်။ဒီရွာကကြံခင်းမြောင်ရွာများလား။ဟုတ်ပါတယ်။ခမရိုးရွာမှာကြားတော့အောင်ဆိုးနေတယ်လို့ကြားတယ်ဗျ။ဆိုးတာကတော့ဆိုးတယ်။ညာလဲနွားကလေးတကောင်တော့ပါသွားပြီဗျ။ခမရရောမိုးဆိုးပဲလား။ထိုလူကပြုံးလျက်ခေါင်းခါလိုက်သည်။ကျုပ်ကနတ်เสียပါဗျ။ခေါရီမှာထိုင်နေတဲ့မိုးဆိုးတွေတောင်မှအဲ့ဒီကြားကိုမပြေခတ်နိုင်လား။ ခင်ဗျားကဘလို့လုံနိုင်မှာမို့လို့လဲကြားစာပြချင်းလို့လားတို့လူကနှုတ်ခမ်းမွေးကြီးများတော့အောင်ရေမောလိုက်ရင်ဘယ်ပြစ်လို့ရမလဲဗျအဲ့ဒီကြားနတ်ကြားကြီးကိုထူတော့မှရွာသားများအားလုံးအထိတ်တလန့်ဖြစ်သွားတော့သည်ဗျာနတ်ကြားတယ်လားထူလူကြီးကကွပြစ်တွင် ထိုင်နေသည့်ဦးတော်ကျော်တို့အားကြည့်လိုက်ပြီးခင်ဗျားတို့ကြားဟုမြင်တော့ဘာထူးခြားသလဲဗျကြားတော့ကြားဟုပဲဒါပေမဲ့ထူးခြားတာကတော့ညာတော့အဲ့ဒီကြားကြီးလာတဲ့အချိန်မှာမျက်လုံးကြီးတစ်လုံးကနီးရဲပြီးတော့ ဝင်းလက်နေတာပဲအမှန်ပေါ့ဗျာဒီကြားနတ်ကြားဆိုတော့ခမားတို့လက်နဲ့တွေတိုးမှာမဟုတ်ဘူးဗျခွန်အောင်ကလက်ခုပ်တီးလိုက်ကအဟုတ်ပြုတိပင်အဖေါ်ကနေအောက်ကိုတီးပြီးပြစ်တာတော့မှကြည်တစ်ချက်မထီဘူးလေဗျာဒါပေါ့ကျုပ်လဲထင်ပြီးသားပါဒါကြောင့်မို့ဒီရွာကိုကုညီအောင်ကျုပ်ကလာခဲ့တာပဲဗျရွာသားများမှာထိုလူကိုငေးမောကြည့်နေကလေးစားသွားသည့်အရေးရောင်များကိုတွေးရသည်ဘလို့ကုညီမှာပါလဲဆရာကြီးဟိုဟိုအရင်ဆုံးထိုင်ပါဦးဗျ ထိုလူကြီးမှာဥတော်ကျော်တို့ကုပြစ်တွင်ဝင်ထိုင်လေသည်ဆရာကြီးအမီလေးပြောပါအောင်ဗျကျုံနာမယ်ဆိုင်းစီခန်းကျုပ်ကတော့ကြားဆရာကြီးဆိုပြီးတော့အများကတော့သိကြတယ်ကြားဆရာကြီးတဲ့လားရွာသားများမှာတဦးနဲ့တဦးတီတို့ပြောဆိုနေကြလေသည်ကြားဆရာကြီးကချောင်းတစ်ချက်ဟန်လိုက်ပြီးတော့ဒီလိုပါဒီကြားကြီးကအိုးရှိဖက်တောင်ကျောပေါ်မှာကျက်စားနေတဲ့ကြားကြီးပါတောင်တော်တခင်မရဲ့စီးတော်ကြားတကောင်ပေါ့ဗျအဲ့ဒီဖက်ကရွာရီမှာတော့ရန်ဖာရန်ခါကြားကြီးကိုတွေးကြပေမဲ့ ကြာကြီးကသူတို့ဘန်ဒီယံမမပြူဘူးဗျ။အခုတော့ဘလို့ဖြစ်လို့လဲမသိဘူးဗျ။ကြာကြီးကအဲ့ဒီတောင်ကျောကနေအခုဘက်ကိုရောက်လာခဲ့တာပဲ။ကျုပ်လည်းကြာကြီးပျောက်သွားကလေးကသူ့သတင်းကိုစုံစမ်းနေခဲ့တာ။အခုကြံခင်းမြောင်ရောင်မှာကြားပေါ်တယ်ကြားလို့တကယ်ဟုတ်မဟုတ်လိုက်လာခဲ့တာပဲ။ဒါဆိုအဲ့ဒီကြာကြီးကိုဘလို့လောက်ကြမလဲ။ကြားကိုမတက်ဘဲနဲ့သူ့နယ်ကိုရောက်အောင်ပြန်မောင်းကြရမှာပေါ့။ထိုအခါဦးတော်ကျော်ကဒါတော့မဖြစ်ဘူးထင်တယ်ဗျ။ကြာကြီးကတော်တော်အုံမင်းနေပြီ။သူကတော့နဲ့ထဲမှာကောင်းကောင်းအစာမရှာစားနိုင်လို့ ခုလူတွေနေတဲ့ဖက်ကိုဆင်းလာပြီးတော့လူတွေမွေးထားတဲ့နွားတွေကိုဖမ်းယူစားတောက်နေတာပဲဗျကျို့တို့တော့နဲ့ထဲကိုပြန်မောင်းရင်လည်းအချိန်တန်ဒီကိုမဟုတ်ရင်တောင်မှအခြားတော့တဲ့နီးရဲ့ရွာကလေးတို့ဒုက္ခပေးနေဦးမှာပဲပုံစိုးကြီးပြောတာကသဘာဝကျပါတယ်ဒါပေမဲ့ကျောက်သားအဲ့ဒီကြားကိုတွင်းရင်တော့သူနေတဲ့နေကိုပြန်အောင်လို့အမိန်ပေးနိုင်ပါတယ်ရွာလူကြီးကအိမ်နောက်ဖေးခန်းမှာရင်နွေးချမ်းနဲ့စားတောက်ဖွဲရာတချို့ကိုယူလာခဲ့ပြီးနောက်ကြားဆရာကြီးအရှိတွင်ချပေးကထိုင်လိုက်ရင်ဒါဆိုရင်လည်းလုပ်ပါဗျာ ဒီကြားကြီးကလူတွေဒုက္ခမပေးဘူးဆိုပေမဲ့ကျုပ်တို့ကတော့ကြောက်လုံးလို့သေတော့မယ်ဗျအခုတော့မှတောင်ပေါ်ဖက်ကယာရီကိုတက်မလုံးဝန်းလို့ပြစ်ထားတာကြားပေါ့မပူပါနဲ့ဗျကျုပ်လို့ပေးပါမယ်ဒါပေမဲ့ဟောဒီကမုံဆိုးကြီးတွေကလည်းကျုပ်ကိုတခုတော့ကူညီရမယ်ဗျဘလို့ကူညီရမှာတော့ကြားကြီးကိုခြေအားခံပြီးတော့သူနေတဲ့နေရာကိုလိုက်သွားရမယ်ဗျခွန်းအောင်မှာထိတ်လန့်သွားပြီးဗျကြားနေတဲ့နေရာဆိုတာကြားရင်းတော့ဗျကျုပ်တို့မှာအသက်တစ်ချောင်းပိုမှာဘူးဗျ ထို့အခါကြားဆရာကြီးကရေမောလိုက်ရင်စိတ်ချပါဗျာဒီကြားเจ้าကိုကျုပ်အတီးဆုံးပါသူနဲ့ကျုပ်နဲ့ခင်ပါတယ်ဘလို့ဗျခမ ्या ကကြားနဲ့ခင်နေတယ်လားကျုပ်ကတောင်းတော်တခင်မစီသွားတိုင်းအဲ့ဒီကြားကြီးအတွက်အမဲသားတွေဝေသွားပြီးတော့တောင်းစင်းတောင်းတဲ့လမ်းမှာအမြဲကြွေးတာဆိုတော့သူနဲ့ကျုပ်နဲ့ခင်မင်းနေပါပြီခမ ्या တို့ပြောရင်ယုံပါမလားတော့မသိပေမဲ့ဒီကြားကြီးကိုကျုပ်ကကြောင်းတော်အောင်လို့ပုသက်ကြီးစေလို့တောင်ရရဲဗျရွာသားများအားလုံးမှာမယုံနိုင်သလိုဦးတော်ကျော်လည်းမယုံနိုင်မီ ။သို့ပေမဲ့အခြားနီလန်မရှိတော့သည်မို့ကြားဆရာကြီးပြောသည်ကိုသာလက်ခံလိုက်ကြသည်။ကြားဆရာကြီးမှာကောင်းတစ်ခုထဲတွင်စံတပြေငွေတမတ်နှင့်အတူဘူးဖီုံနှင့်စိုက်ခင်းထွက်တီးနယ်များကိုထည့်ကအိုက်ဆန်ကလေးကိုပိုက်ခိုင်းသည်။ခွန်တော်နှင့်ဥတော်ကျော်မှာတော့မုတ်ဆိုးကြီးအားတောနှင့်အတွဲသို့လိုက်ပို့ရမည်ဖြစ်သည်။ကြားဆရာကြီးမှာတော်ပန်းကလေးများကိုခူးယူလိုက်ကအစည်းပုံတရံပြုလုပ်ပြီးနောက်လမ်းတစ်ဖက်တွင်တစ်ဖက်တစည်းကင်ဆွဲလိုက်လေသည်။ တနက်တကားကားနဲ့ဖြစ်နေသည့်ဦးတော်ကျော်တို့ကိုကြည်ရင်ခမရတို့တနက်တွေထားခဲ့ကြကြားကြီးကတနက်မြင်လန့်သွားအောင်မယ်ဟာတော်ရဲသွားတာကြားတကောင်ထဲရန်ရှိတာမဟုတ်ဘူးဗျတခြားတားကောင်တွေလည်းရှိသေးတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခြားလက်နဲ့သာယူခဲ့ဗျတနက်တော့မရဘူးသူ့နဲ့ဦးတော်ကျော်နဲ့ခွန်တော်တို့မှာဓာရှိတယောက်တလက်စီဆွဲကင်ကတော်အတွင်းသို့ဝင်လာခဲ့ကြလေသည်ယမန်နေ့ကြကြားကြီးထွက်ပြေးသွားသည့်အချိန်ပြည်သူဖက်ကိုချိန်ဆကလိုက်လာခဲ့ကြရာတွင် မကြမီကြားချီရများကိုအတိုင်းသာတွေ့ရသည်ကြားချီရများမှာမြင်မာလာသည့်တောင်ကြီးတစ်ခုအပေါ်သို့တက်သွားပုံရသဖြင့်တောင်ပေါ်လိုက်ခတ်ရပြန်သည်ဘူတော်ကျော်မှာပတ်ဝန်းကျင်ကိုတရီကြီးကြီးထားကလိုက်လာခဲ့ရသည်ထိုတောင်ကြီးတောင်ကပန်းတနေရာတွင်တော့ကြောက်လွာကြောက်ထက်ကြီးများဖြစ်ပေါ်နေလေသည်နေပါဦးမြအတန်ကြားတယ်ဦးတော်ကျော်ကပြောလိုက်သည်မို့အားလုံးကရက်တန့်သွားသည်ဦးတော်ကျော်မှနားစွင့်ထောင်းရင်းဟုတ်တယ်ကြောက်ဟုတ်တယ်မြ သူနဲ့ဦးတော်ကျော်အနောက်သို့သူတို့ဆက်လိုက်လာခဲ့သည်ကြောက်ထက်တစ်ခုအကြားမှာဟောက်တန်ကြီးကထွက်ပေါ်နေလေသည် ထိုကြောက်အထက်မှာအတန်ငယ်ကြီးမားပြီးလူတဦးအရက်ခန့်မြင်မသည် မကြခင်ကြောက်သားများအပေါ်တွင်သွေးစာသွေးနာများနဲ့အသားအစိတ်ပိုင်းများကိုတွေ့ရလေသည်ချိန်ဆက်လိုက်သွားရာကြောင်ငယ်ကလေးဦးကောင်းကြီးကိုတွေ့ရတော့သည်ဟုတ်ပြီဗျဒီနွားကလေးကညာကကျုပ်တို့ထောင်းတဲ့နွားကလေးပဲဒီကောင်ကြီးဘိုက်ဆက်စားနဲ့စားလိုက်တာခေါင်းပဲကျန်တော့တယ်ထင်ပါ ဆက်လိုက်လာကြရင်မကြခင်တွင်အိပ်ပျော်နေသည့်ကြားကြီးကိုတွေးလိုက်ရပါသည်ကြားကြီးမှာခုနှစ်တောင်ခန့်ရှည်လျားပြီးအသက်အရွယ်ကြီးရင်နေပြီးဖြစ်သဖြင့်အသားများများစားစားမရှိတော့ပဲအကြီးပြားမှာတွဲကြနေလေသည် အကြောင်းပါလဲနှက်မောင်ဆိုးပြေးမနေပဲမွေးချောက်ချောက်ဖြစ်နေလျက်ရှိသည်အိုက်ဆန်မှာကြားကြီးကိုမြင်သည့်အခါလန်သွားပြီးအနောက်ဆုတ်လိုက်သဖြင့်ကြောက်တုံးတုံးအားခြေတော်ဖြင့်ခတ်မိပြီးကြောက်တုံးမှာကြောက်ချက်ကြားထဲသို့ပြုတ်ကျသွားလျက် ်ထိုအတန်ကြောင့်ကြားကြီးမှလန်နိုးလာလေသည်ထိုနောက်တစ်ချက်အနှံ့ခံလိုက်ပြီးသူတို့အားလဲကြည့်လိုက်လေသည်မပြေးနဲ့တော့မပြေးကြနဲ့ကြားဆရာကြီးကအော်ဟစ်လိုက်သည်ကြားကြီးမှသူတို့လူတစုအားတွေ့သဖြင့်ဗဇက်ကြီးဖြဲကဟိန်းဟောက်တော့သည်သူတို့အားလုံးမှကြားနဲ့ပပင်းတိုးသဖြင့်ကြောက်လန့်နေကြပြီမဲ့ကြားဆရာကြီးကမပြေးခိုင်းသဖြင့်ညင်နေကြရသည်ကြားဆရာကြီးမှရှေ့သို့တက်သွားကလက်အတွင်းကြိုက်ဆွဲထားသည့်တောပန်းစီးမြောင်းကိုဝေယမ်းကကြာကြီးအားကပြနေလေသည် ဒီလိုဘလို့လူလဲဗျာကြားကိုကပြနေရင်ကနေကြားရှိမောက်လျဲလဲလဲနေအောင်မယ်ကြားကြီးမှာနှာခေါင်းကြီးကိုရှုံထားကသူတို့လူတစုအားဒေါသတကြီးနဲ့ကြီးနေလေသည်လက်နဲ့တွေဖွဲ့ထားကြကြားဆရာကြီးကပြောသဖြင့်ဦးတော်ကျော်တို့ကိုင်းဆောင်လာသည့်ဒါးများကိုကြောကုန်းဖွဲ့တွင်ဝတ်ထားလိုက်ကြသည်ကြားဆရာကြီးကကခုန်နေရင်တောပန်းများကိုကြားကြီးနှာခေါင်းအနီးသို့တိုးကပ်လျာကြားကြီးမှာပန်းနဲ့များကိုဆူဆိုက်ပြီးနောက်ဥကောင်းမှာမော့လာလေသည် ဟုတ်ပြီအရှင်ကြားမင်းကြီးကြားဆရာကြီးမှာကြားကြီးအနည်းတို့တဖြည်းဖြည်းဒုက္ကသွားလေသည်ကြားကြီးမှာလည်းငုတ်တုတ်ထားထိုင်လိုက်ကကြားဆရာကြီးအားအသေးချာကြည့်နေလေသည် ထို့နောက်ကြားဆရာကြီးကလက်တစ်ဖက်ကမ်းလိုက်ကကြားကြီး၏နဖူးအားပုတ်တက်ရန်ကြိုးစားတော့သည်ကြားကြီးမှာနဖူးအားပုတ်တက်မခံခြင်းသဖြင့်ခေါင်းကိုဆောင်တိန်နေလေရာအချိန်အတော်ကြာသည့်အထိကြိုးစားယူနေရသည် နောက်ဆုံးတွင်မူကြားကြီးကကြားဆရာကြီးအရှိတွင်ဥကောင်းထိုးပေးလိုက်သည်ဖြင့်ကြားဆရာကြီးမှာ ဦးကောင်းအားပို့သက်ပေးနေလေသည်။ကဲအိုက်ဆန်ဟောဒီရှိမှတောင်းကိုလာချ။အိုက်ဆန်မှာမဝင်မရေဖြစ်နေသေး၏။ဒါပေမဲ့ခွန်တော်က အိုက်ဆန်ဤပခုံးအားပို့လိုက်သဖြင့်အိုက်ဆန်မှာကြောက်တူးတုံလျက်ပင်ကြာကြီးအရှိနာသို့တိုးကပ်သွားကတောင်းကိုချလိုက်ပြီးအလင်းအမြန်ပင်အနောက်သို့ပြေးဆုတ်ခဲ့သည်။ကြားဆရာကြီးကအရှင်ကြမင်းကြီးကိုကျွန်တော်မျိုးတို့တောင်းပန်တူရှိုးပတ်တာပါတယ်ဖျာ။အရှင်ကြမင်းကြီးတောင်းပန်မှုကိုလက်ခံပြီးနောက်ရခင်နေဆိုင်ကျက်ဆားရအရှိဘက်တောင်ကျောကြီးစီတို့ ပြန်လည်ကြွမ်းမြန်းတော်မူပါကြာမင်းကြီးဖေဟာကြားဆရာကြီးပြောသည်ကိုကြာကြီးကနားလေသည်လားတေးချကြည့်နေလေသည်ကြားဆရာကြီးကသူ့အရှိတွင်ခြားထားသည့်တောင်းကိုကောက်ယူလိုက်ပြီးနောက်လက်နှစ်ဖက်နှင့်ကင်မြောက်ကကြာကြီးမျက်စိအရှိတွင်မြောက်ချီခြားချီသုံးချိန်တီးတီးပြုလုပ်လေသည်ကြာကြီးကထိုတောင်းကြီးအားနှာခေါင်းဖြင့်ကပ်ကနမ်းရှုပ်ကြည့်သည်နောက်ကြားဆရာ၏လက်အားစာကျမ်းကြီးဖြင့်ရက်လေတော့သည်ဘူတော်ကျော်တို့နှစ်ယောက်လည်းစိတ်ဝင်စားစွာဖြင့်ကြည့်နေမိ၏ ကြားကြီးမှာကြားဆရာကြီးလက်ကိုရက်နေရင်ကျန်းရှာသည့်ရှားပေါ်မှစူးကြီးများသောကြားဆရာကြီးလက်ဖမိုးသားအေးပြားများမှစုပ်ပြဲထွက်သွားပြီးတွေ့စင်းများစီးကြလာလေသည်မကောင်းတော့ခမည်းအနောက်ကိုပြန်ဆုတ်လိုက်တော့ကြားဆရာကြီးလူတော်ကျော်ကအော်ဟေးလိုက်လေသည်သို့တော်လည်းကြားဆရာကြီးကခေါင်းခါရင်ခမည်းတို့မဟုတ်တာမလုံးနဲ့နော်ကြားကြီးကကြုတ်ပြောတာကိုနားထောင်နေပြီဗျပြီးရင်သူထွက်သွားလိမ့်မယ်သို့တော်လည်းကြားကြီးမှကြားဆရာကြီးလက်မှထွက်သည့်သွေးများကို ရှာဖြင့်အငဲမရရက်နေရင်ကြားမျက်လုံးများမှာအယောင်ပြောင်းလဲသွားလေသည်ကြားမျက်လုံးရှိတငယ်အိမ်ကျင်းသွားသည်ကိုမြင်တွေ့လိုက်ရသည့်အခါဥတော်ကျော်တယောက်အခြေအနေမဟန်မှန်းသိလိုက်တော့သည်သူတို့ကြီးနေသည့်အချိန်ပါပင်ကြားကြီးမှာကြားဆရာကြီးလက်တစ်ဖက်အားကိုက်ဝါးထည့်လိုက်လေသည်ကြားကြီးအားကြောင့်ကြားဆရာကြီးလက်မှာကြိုးကြည့်သွားလေသည်ကြာကြီးမှာထိုလဲအားဆွဲဖြုတ်ရန်စူးစမ်းနေသည့်အချိန်မှပင်ခွန်တော်တယောက်ဓာတ်ကိုဝင်လျက်ပြီးခုံတက်သွားသည်။တေပြီးတော့ ခွနောင်ကလက်ထဲမှာဓာဖြင့်ကြာကြီးလေကုတ်ကိုအားကုန်ခုတ်ချလိုက်ပြီမဲ့ဓာမှာကြာကြီးအေးပြားကိုပင်မဖောက်ထွင်းနိုင်ပြီခွနောင်အလုံးအံ့ဩနေစင်မှာပင်ကြာကြီးကလက်ဖြင့်လမ်းပုတ်လိုက်သဖြင့်ခွနောင်တယောက်လွင်ထွက်သွားတော့သည်ကြာကြီးမှာကြာစရာကြီးလက်အားဆွဲဖြုတ်ထဲလိုက်ရာကြာစရာဤလက်မှာတထောင်ဆင်းမှပြုတ်ထွက်ကပါဇက်အတွင်းသို့ပါသွားတော့သည်ကြာကြီးမှာထိုလက်ကိုတစ်ချက်နှစ်ချက်ခန့်ဝါးပြီးနောက်ညှို့ချလိုက်လေတော့သည်ကြားဆရာကြီးမှအာအာသိနေပြီ မိမိတွင်ဖင်ထိုင်လျက်သားလဲကျသွား၏ဂျာကြီးကဂျားစီအားထပ်မံကိုက်ခဲရန်အခြေသို့တက်လာသည့်အချိန်တွင်ဦးတော်ကျော်မှဂျာကြီးထံသို့ခုံဝင်လိုက်ပြီးနောက်လက်အတွင်းမှဓာဖြင့်ဂျားလေပင်အားလွဲခုတ်ချထည့်လိုက်သည်ဂျာကြီးမှတစ်ချက်အော်ဟစ်လိုက်လေသည်ဦးတော်ကျော်၏ဓာသွားမှဂျာကြီး၏လေပင်ထက်ဝဲခန့်သည့်ဖျက်ချဝင်ရောက်သွားလျာဂျာကြီး၏ခေါင်းပိုင်းမှမြေသို့စိုက်ကျသွား၏ဦးတော်ကျော်ကဓာကိုပြန်ဆွဲနှုတ်လိုက်ပြီးနောက် နောက်တစ်ချက်အာဂုံထပ်မံခုတ်ချလိုက်ရာကြာကြီးဦးကောင်းမှာရတိပြက်ပြက်ထွက်သွားကကြောက်ချက်ကြားသို့လိမ့်စင်းကျသွားတော့သည်ဥဥတော်ကျော်ခွန်တော်မှာအလွန်အံ့ဩစွာဖြင့်အော်နေလေသည်ဥတော်ကျော်တကူလုံးကြာကြီးလည်းပင်မှထွက်သည့်သွေးများပီကြံကရဲရဲနီးနေလေသည်ဥတော်ကျော်ဘလို့လုံးလိုက်တာလဲကြာကလူသွေးကိုတောင်းမိသွားပြီကွာလူသွေးတောင်းမိရင်အရင်စိတ်ဝင်သွားတတ်တယ်မဟုတ်လားကျုပ်ကအဲ့ဒါကိုပြောတာမဟုတ်ဘူးဥတော်ကျော်ရ ချုပ်ရဲဓာတ်အောင်ခုတ်လို့မရတဲ့ဟာကိုဦးတော်ကျော်ကဘလို့ခုတ်လိုက်တလဲလို့ပေါ့ဩဒါလားငါကြားဘူးတာတခုကြောင်းပေါ့ကွာနှက်ကြားဆိုရင်ဘလို့လက်နဲ့နဲ့တက်တက်မသိပဲနဲ့နှက်စင်မှာထောင်ထားတဲ့နှက်ဆက်ထားတဲ့ဓာတ်နဲ့ခုံမှာတည်တယ်လို့ကြားဘူးတယ်ကွာဒါကြောင့်ကလည်းကြံကြီးမြောင်ရွာထိတ်နားရောက်တော့နှက်စင်မှာတင်ထားတဲ့ဓာတ်နဲ့လက်ထဲကတလဲကိုယူခဲ့တာပဲဓာတ်ကတိတ်အောင်မထက်တော့ပါဘူးကွာခွန်အောင်မှာပြုံးရင်ဒီလိုကြောင့်ကိုဗျဦးတော်ကျော်တို့ကတော့လောက်တာကင်နာအကွက်စီပါဗျာ ်ဂူတော့ဂျော်သာနတ်သားမယူလာခင်ကျုပ်တို့တော့ခုနကရင်ကြားသာဖြစ်နေလောက်ပြီဗျို့ဂူတော့ဂျော်မှာခွန်တော်အားကြည်ရင်ဟာခွန်တော်ဝင်းရင်ဘက်မှာခွန်တော်ဤရင်ဘက်တွင်သွေးများစိမ့်ကြနေလေသည်ခွန်တော်ကလက်ဖြင့်ပုတ်တက်ရင်ရပါတယ်အပေါ်ရလောက်ချိမိသွားတာပါဂူတော့ဂျော်ပင်ခွန်တော်အားချီးကျူးမိတော့သည်ခွန်တော်မင်းကတော့တကယ်လူပဲကွာဒီလောက်တန်းရရပြီးတော့သွေးထွက်နေတာတော့မှမင်းကအေးအေးဆေးဆေးနေနိုင်သေးတယ်သူနဲ့လက်တစ်ဖက်ပြတ်သွားသည့်ကြားဆရာကြီးအား အဝိဇ္ဇာဖြင့်ပျက်စီးခဲ့ကခေါ်ဆောင်လာခဲ့တော့လေသည်ကြားတိကြီးကိုမတည်နိုင်သည်မို့ကြောက်ချက်ကြားမှကြားကောင်းကြီးကိုအိုက်ဆန်ကသွားကောက်ကတဲဆောင်လာခဲ့သည်ဦးတော်ကျော်မှဓာတ်တလက်ဖြင့်ကြားတိကြီးအရေးခွန်ကိုခွာလိုက်ပြီးနောက်လက်ပြင်ပခုံးတစ်ခုအားသို့စူးစူးဆိုက်ဆိုက်ရှာဖွေနေလေသည်ဦးတော်ကျော်ဘာလုပ်နေတာရောမျှကြားရဲ့အားကိုရှာနေတာဟဗျာမလို့ကြားရဲ့အားရလားအေးကြားတော်ကောင်မှအားအတန်ဆုံးကဘယ်ရှိလက်ပဲကွာ အဲ့ဒီဘဲရှိလက်နဲ့ကျွဲရီနွားတွေကိုရိုက်ပုတ်ထဲလိုက်တာနဲ့ကျွဲနွားတွေရဲ့အယိုးတွေကျိုးကြည့်ကုန်တဲ့ဒီလောက်တော့အားပြင်းတာကွာဒါတော့ဟုတ်ပါပြီ အားဆိုတာကကင်တွယ်လို့မရဘူးမဟုတ်ဘူးလားဥတော်ကျော်မှာခေါင်းခါလိုက်ပြီးကြားရဲ့အားဆိုတာကကြားရဲ့ပခုံးယွန်းတစ်ခုကြားမှာရှိနေတတ်တဲ့အသားပူပဲကွာဟောဒီမှာတွေ့ပြီဥတော်ကျော်မှာကြားကြီးအသားများကိုလက်နဲ့ဖျဲလိုက်ပြီးနောက်အတွင်းမှာအလုံးကြီးတစ်လုံးကိုဆွဲထုတ်လိုက်လေသည်အလုံးကြီးမှာကျဲဥလုံးခန့်ရှိကဖွေးဖွေးဆို့ဖြူနေလေသည် ခွန်အောင်ကမမြင်ဘူးသဖြင့်ကင်ကြီးလိုက်ရမမကြောကြောအယွတ်လုံးကြီးဖြစ်သည်ဒါကဘာတန်ဖိုးရှိလို့လဲဦးတော်ကျော်ရကြားရဲ့အားကိုစားရင်ကြားလို့အားတိုးတဲ့ကွာယောက်ျားလေးတွေဆိုပူပြီးအားတိုးတာပေါ့ကွာဒါကြောင့်တရုတ်တွေဆိုရင်ကြားရဲ့အားကိုဈေးကောင်းပေးပြီးဝယ်ကြတယ်ခုတော့ကြောက်တုံးယောက်ခိုက်မင်းလဲယောက်ျားငါလဲယောက်ျားဆိုတော့တို့တွေတယောက်တစ်ချင်းဝါရအောင်ဟဲ့ဦးတော်ကျော်မှပြောပြောဆိုဆိုနဲ့ထို့အလုံးကြီးကိုကြောက်တုံးတစ်ခုပေါ်တင်ကထက်ချန်ခွဲလိုက်လေသည် အတွင်းမှာတော့အလွန်ချစ်လေသည့်အသားဆိုင်များရှိလေသည် ဦးတော်ကျော်ကဗစက်အတွင်းသို့ပြစ်ထည့်လိုက်သဖြင့်ခွန်အောင်လဲဝါရတော့သည်သူနဲ့ကြားတီရင်နဲ့အသားတချို့ယူခဲ့ပြီးတောအုပ်အတွင်းမှပြန်ဆင်းရတော့သည်ကြားဆရာကြီးမှသွေးထွက်ရလွန်သဖြင့်ဖြူယော်နေပြီဖြစ်သည်ကြားကောင်ကြီးထားခဲ့ရတာနှမျိုးတကွာကြားဆိုတာအသားစားအယိုးအဆုံတိတ်တန့်မှုရှိရဲ့အကောင်းကဦးတော်ကျော်မှာထွက်ခွာလာခဲ့ရပေမဲ့ကြားတီကိုကြည့်၍နှမျိုးနေပြန်လေသည်ကြံခင်းမြောင်ရွာကလေးသို့ပြန်ရောက်သောအခါရွာသားများမှအလွန်အံ့ဩနေကြလေသည်ကြာကြီးကြာကြီးကောင်းပြတ်ကြီးပါလား ခွန်အောင်ကဥတော်ကျော်အားလက်ညှိုးထိုးရင်းဟဲ့လူတွေတွေးပြီလားကဒီကြကြီးကိုဥတော်ကျော်ကတနက်တည်းတော့မပြေဘူးနော်ဒါနဲ့လည်းအလို့ဝင်ပိုင်းပြီးတက်ခဲ့တာဗျထိုတော့မှရွာသားများမှဥတော်ကျော်အားအထင်ကြီးလေးစားသွားတော့သည် ရွာလူကြီးကဥတော်ကျော်အနီးသို့ကပ်လာကကျုပ်တောင်းမှပါတယ်မုတ်ဆိုးကြီးရဲ့အထင်သေးခဲ့မိပြီးပြောဆိုမိခဲ့တာတွေကိုခွင့်လွှတ်ပေးပါဗျာဥတော်ကျော်ကပြုံးလေးရဲ့ရပါတယ်ဗျာဟောဒီမှာကြားစရာကြီးဒဏ်ရာရလာတယ်ဗျသူ့ကိုဝိုင်းဝန်းပြုစုပေးလိုက်ကြပါဦး ရွာသားများကကြားဆရာကြီးအားထံဘူးကတဲဆောင်သွားကြလေသည်။ရွာလူကြီးကအခြားရွာသားများဖက်သို့လဲကြည့်လိုက်ရင်"ဟေးဝဲတကောင်ဖြစ်လိုက်စမ်းကွာ။ဒီညတော့ဟောရီယာမုတ်ဆိုးကြီးကိုအကုန်ပြုတဲ့အနေနဲ့ဝိဝံဝဲချေးပါကြမယ်ဟိ။မင်းတို့ကြိုက်စားကြိုက်တော့ကြစမ်းကွာ။ရွာသားများဤပျော်ရွှင်ရဲ့မြူးတံများမှာညနေစည်းစာအချိန်တွင် ပြန်လင်းလျက်ရှိနေတော်သည်။ကြာကိုအောင်မြင်သည့်အထိတ်မှအဖြစ်ထုံညရင်မိဘုံပွဲကျင်းပါကား ပျော်ပျော်ရွှင်ရွှင်ကခုံလျက်စားတော့ကြလေသည်ကြားဆရာကြီးမှာကြားဤဥကောင်းအားတောင်းသဖြင့်ပေးလိုက်ရသည်နောက်တရက်မှာပင်ဥတော်ကျော်တို့နှစ်ယောက်ကြံခင်းမြောင်ထံမှပြန်လာခဲ့ကြသည်ရရှိလာသည့်ကြားဤကိုရောင်းချသည့်အခါတွင်လည်းငွေမျိုးမျိုးမြတ်မြတ်ရရှိလိုက်သလိုရွာသားများပေးအပ်လိုက်သည့်တောင်ရထွက်သီးနှံနှင့်စားတော့ဖွဲများမှလည်းလဲတစည်းတိုင်းများအပြည့်အစံဖြစ်နေလေတော့သည်ခွန်အောင်နှင့်ဥတော်ကျော်တို့မှာတော့အင်းအပြန်မျက်နှာပန်းလာခဲ့ခြေပြီး လဲနောက်မှထိုင်၍လိုက်လာသောအိုက်ဆန်တယောက်ကတော့တည်ရွယ်ခောက်ကိုလက်ကြားညက်ကမုတ်ရင်းတည်သရှင်တပုတ်ကိုတီးမုတ်လိုက်လာခဲတော့၏ဇလန်လီပြီးပါပြီခမညာဆရာအိုက်ကားသောရေးသားတဲ့မုတ်ဆိုးကြီးဦးတော်ကျော်ပါဝင်သောနှကြားရေးဆိုတဲ့ဝတ္ထုတို့ဇလန်လေးကိုနားဆင်ခဲကြရတာဖြစ်ပါတယ်အစုံဒီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့အခုလိုမျိုးစိတ်ဝင်စားစရာမုတ်ဆိုးဝတ္ထုတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ